ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မြောက်ဝေဆွေးနွေးပေးမယ့်အကြောင်းအရာတော့ဒါဒီ Israel နိုင်ငံပေါ့ဒါအခုဒီ Iran နျူကလ িয়ার နဲ့ဒီလက်နက်စက်ရုံတွေကိုတိုက်တဲ့တဲ့င်းပေါ့ဟောဒါနဲ့ဆက်ဆက်ပြီးတော့အခုဒီလက်ရှိဖြစ်နေရပေါ့တိုက်နေပေါ့ဒီနိုင်ငံအဲ့တော့ဒါဘာတွေဆက်ဖြစ်လာမလဲပေါ့အဲ့တော့ဘယ်နေရာတွေတိုက်တယ်ပြီးရင်ဒါဘာကြောင့်အခုမှတိုက်ရတာလဲပြီးရင်ဒီ American ပါဝင်ပတ်သက်မှုတွေပေါ့ဟောဒါနဲ့ပတ်သက်ပြီးအနေနဲ့မြောက်ဝေဆွေးနွေးပေးသွားမှာပေါ့ အော်ဒါဒီ history ကဒီလေးပေါ့တောက်ကြလေးဒါဒီ2025ခုနှစ်ပေါ့ဆွန်လ13ရက်နေ့မှာပဲဒါ Iran နိုင်ငံရဲ့ဒီ nuclear အဓိကနေရာရင်းနဲ့ပြီးရင်ဒါစစ်ဘက်ဆိုင်ရာအစောက်အဦးတွေကိုစပြီးတော့လေကြောင်းနဲ့တိုက်တော့အော်တိုက်တဲ့အတိုင်းပဲဒါဒီ Iran နိုင်ငံနေရာတော်တော်များများကိုထိမှန်တယ်ပြီးရင်ဒါမျိုးတော့ဒီနေရာနဲ့ပြီးရင်ဒီအဓိက union ထုတ်လုပ်တဲ့နေရာတွေမှာဒါပေါက်ကွဲမှုတွေဖြစ်သွားတယ်ဟုတ်အော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါဒီခုတိုက်ခိုက်မှုမှာဒါဘယ်နေရာတွေတိုက်ခိုက်ခဲ့ရတိုက်ခိုက်ခံခဲ့ရလဲဟုတ် Iran ဘက်က အော်ဒါ is resident အနေနဲ့ဒီ Iran နေရာဒေသအသီးသီးမှာရှိတဲ့ဒီ nuclear ပြစ်မှတ်အပါဝင်ပေါ့ဒါ cyber ဆိုင်ရာပြစ်မှတ်ဒါဒါဇင်ပေါင်းများစွာကိုတိုက်ခိုက်ခဲ့ရော။ဟိုမျိုးတော်ရဲ့အရှိတ်ဘက်မှာရှိတဲ့ဒီ Iran တော်လိုင်းအဆောင်တက်ရတာအဓိကနေရာများများကိုဒါဒီလေကြောင်းတိုက်ခိုက်မှုတွေဒါအများကြီးလုပ်ခဲ့ရော။အော်အလားတူဒီဘက် လေပိုင်းမှာရှိတဲ့ဒီ Isfahan ပြည်နယ်မှာဆိုရင်လည်းဒါဒီ nuclear အဓိကဆက်ယုံကြီးရှိတဲ့ဒီ Natan ဆက်ယုံကိုအချိန်ပေါင်းများစွာတိုက်ခိုက်ခဲ့ရော။ ဟိုပြီးရင်ဒီမျိုးတော့တိကြီးတယ်မှာဆိုရင်ဒါဒီလူနေတိုက်ခန်းနေပြက်ပြီးတော့ရက်သားရေများပြားသိဆုံးခဲ့တာကိုလည်းတွေ့ရှိခဲ့ရပေါ့အပြောချင်တာဒီတိုက်ခိုက်မှုမှာဒါဒီ Israel လုံခြုံရေးရရှိသူပြောထားတာပေါ့ဒါဒီ Iran လက်နက်ကိုင်တပ်ဖွဲ့ရဲ့ကာဝေးယုံစီချုပ်ဖြစ်တဲ့ဒီ Mohammad Bagri ဒီနဲ့ PND အနည်းအဓိက nuclear သိပ္ပံပညာရှင်တွေတာသိဆုံးသွားရဆိုပြီးတော့ပြောထားရပေါ့အဲ Iran ဘက်ကတော့ဘာမှဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြတာမရှိသေးဘူး ပြီးရင်နောက်တစ်ယောက်ကိုအီရန်တော်လိုင်းရေးအဆောင်တက်အကြီးကဲဟူစိန်ဆာလမီလဲဒါသေဆုံးသွားရဆိုပြီးတော့အစ္စရေးဘက်ကထုတ်ပြန်ထားရှိအောင်မပြောချင်တာဒီခုဖြစ်စင်တာဘာကြောင့်ခုမှတိုက်ရတာလဲဟိုဒါနဲ့ပတ်သက်ပြီးတော့ဒီအစ္စရေးကဒါအီရန်ဟိုဒါသူ့နိုင်ငံဒါတည်မြဲဖို့အတွက်ရှင်းရှင်းမှုတစ်ခုပေါ့

and will continue to do so. The IDF conducted significant preparations for this operation. We are well prepared both in defense and offense to defend ourselves. The IDF will continue to defend the state of Israel. ပြောနေတာဒီအီရန်နိုင်ငံအနေနဲ့ကဒါနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုဒါစ조사နေရဖြစ်တဲ့အတွက်အမေရိကန်ပြင်တီအလောက်နိုင်ငံပေါ့နောက်ဥရောပနိုင်ငံတွေအားလုံးကဒါ history ကိုထပ်ခါတလဲလဲ ပြောတယ်ဒါအီရန်နဲ့ပတ်သက်ပြီးတော့အဲ့တော့ဒါအီရန်နဲ့ပတ်သက်ပြီးအစ္စရေးနဲ့ဒါညှင်းပွားမှုတွေဒါဒီနေ့ပေါ့ဒါတောက်ကြနေမှာပဲဒါအဆုံးသက်ပြီးတော့အဓိကဒါဆစ်ဖြစ်သွားအောင်ပြောနေတာဒီအမေရိကန်နဲ့ဒါညှိနှိုင်းမှုမရှိဘဲနဲ့ဒါအစ္စရေးကဒါတိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်အမေရိကန်အနေနဲ့ပေါ့ဒါဒီနေ့မှာဆိုရင်ဒါဒေါ်နယ်ထရန့်ဥဆောင်ပြီးတော့ကျေးတော့ဒါလုံခြုံရေးစီဝေးခေါ်ပြီးတော့စီဝေးပြီးတာနဲ့ဒါဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒါအမေရိကန်ဘက်ကဒါဘာတွေပြောမလဲပေါ့ဟုတ်ဒါရတော့စောင့်ကြည့်သွားမှာပေါ့။ဟောနောက်တစ်ချက်ပြောချင်တာဒါဘယ်သူတွေပါလဲပေါ့ အဘလူပါလဲနဲ့ပတ်သက်ပြီးတော့ဒါ history ကစီးရင်တဲ့ဒီတာမန်ရေးရရင်မှာဆိုရင်ဒါဒီပြောရတဲ့ဝါရှင်တန်ပေါ့ဒီအမေရိကန်ဟိုမိကိုနေရဖြစ်တယ်။အော်ဒီတိုင်းခိုင်းမှုကိုလည်းဒါဒီသူတနိုင်ငံနဲ့လုံဆောင်တာဆိုပေမဲ့ဒါအမေရိကန်ရဲ့ဒီထိတ်တန်းတန်တမန်တအုပ်ဖြစ်တဲ့ဒီမာကိုရူဘီရိုပြောထားဆိုတာဒါအီရန်ကိုတိုက်ခိုက်ဖို့အတွက်ဒါကျွန်တော်တို့မပါဘူး။ဒေသတွင်းမှာရှိတဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေကာကွယ်ဖို့ကျွန်တော်တို့ကအဓိကဦးစားပေးထားတယ်။ပြောချင်တာဒီအမေရိကန်အကျိုးစီးပွားတွေကိုပြတ်မှတ်မထားရင်ကျွန်တော်တို့ကဒါအီရန်ကိုတိုက်ဖို့အတွက်ပါမှာမဟုတ်ဘူးဆိုပြီးတော့ပြောထားတယ်။ ဒါပေမဲ့သူဘလို့ပဲပြောပြောပေါ့ဒါအကျိုးသက်ရောက်မှုတွေဘာကြီးရှိလာလဲအဓိကအကျိုးသက်ရောက်မှုတွေနေနဲ့ပေါ့ခုဒီအီရန်နိုင်ငံနေနဲ့အဓိက GB ဆိုင်ရလေတောင်းသွားလာမှုတွေအားလုံးရက်လိုက်ရတယ်ပြီးရင်ဒီအိန္ဒိချင်းအီရန်နိုင်ငံလည်းဒါသူ့ရဲ့လေပိုင်းတဲ့ခုလုံးပိတ်လိုက်ရတယ်အဲ့တော့ဒါအီရန်ရဲ့လက်တုံးပြန်မှုတွေကဘလို့လာမလဲဆိုပြီးတော့ဒါအားလုံးကစောင့်ကြည့်နေတော့အခုလက်ရှိမှာဆိုရင်ဒါအီရန်နိုင်ငံနေနဲ့ပေါ့ဒါဒီသမရတော်နယ်ထွန့်ရဲ့ဒါဒီတိုက်ခိုက်မှုဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမှတ်ချက်တွေအားလုံးကိုဒါသူစောင့်ကြည့်နေဆိုပြီးတော့ပြောသွားတာ ဟောဒီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြန်ပြီးတော့ရှုပ်အောင်ပြောချင်တာဒီရှေ့လေပိုင်းစစပြိုးမှုနောက်ကိုဟိမာဒါအီရန်ရှိတယ်ဆိုတာဟုတ်ဒါ history ဘက်ကဒါအရင်ကတည်းကတည်ရပေါ့အဲ့အတွက်လဲဒါစီတို့အနေနဲ့အခုဒါလက်ရှိပါဆိုရင်ဒါလက်အုပ်မှုရဘူးကြောတိုက်ခိုက်တော့အော် အမေရိကန်အနေနဲ့ကကြောဒါဒီနောက်ကွယ်ကတရုတ်နဲ့ရုရှားပါမပါဟုတ်ဒါသူစောင့်ကြည့်နေရပေါ့အော်ပြောချင်တာဒီ Israel အနေနဲ့ကပေါ့ဒီ nuclear assault အုံတွေကိုပဲဒါအဓိကအဓိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တော့ ်ဒီတိုက်ခိုက်မှုကြောင့်ပဲဒါသူတို့အနေနဲ့ဒီနှစ်နိုင်ငံအီရန်နဲ့အစ္စရေးအနေနဲ့ပေါ့ဒါဒီခုလက်ရှိဖြစ်သွားတဲ့ပြည်ပခါကြီးကပို့ပြီးတော့ကြာရှည်စောရှိလာနိုင်တယ်ပြီးရင်ဒီအရှိလေပိုင်းမှာဆိုရင်ဒါသူတို့နှစ်နိုင်ငံကဒါအင်အားရှိဆုံးစစ်တပ်တွေဖြစ်တဲ့အတွက်ဒါဒီစစ်ပွဲတစ်ခုကတည်ကြတယ်ဒါအမြင့်ဆုံးအထိရောက်သွားနိုင်တယ်အပြောချင်တာဒီဖြစ်စဉ်ကဒါဒိုင်ရက်ပဋိပက္ခတော့မဟုတ်ဘူးအဓိကနျူကလ িয়ার ဆက်ရုံအဓိကသွားတိုက်တာဖြစ်တဲ့အတွက်ပြီးရင်ဒီတစ်ဖက်ကအီရန်နိုင်ငံဆိုရင်ဒါအကြီးတန်းတော်မှုတွေနှစ်ယောက်လောက်ဒါတည်သွားရပေါ့ဒီလိုတည်သွားဖြစ်တဲ့အတွက်ဒါဒီ ဣသရေလနိုင်ငံသူတို့ဒါကြေညာထားတဲ့လိုအပ်စစ်စင်ရေးဆိုတာဒါတကယ်တော့မဟုတ်တော့ဒါအမှန်တမ်းပြောရရင်ဒါဂျေတာစစ်ပွဲပေါ့ဒါတကယ်လုံအောင်စစ်ပွဲအတွင်ဟိုဒါကူပြောင်းသွားတယ်လို့မြင်တွေ့နေရတယ်အော်ဒီစစ်ပွဲကနေဒါအကျိုးစီးပွားအနေနဲ့ပေါ့ဒါခုလက်ရှိဒီကနေ့တောက်ကြနေမှာဆိုရင်ဒါရေနံဂျေဖို့ရောင်းချမှုနဲ့ပတ်သက်ပြီးတော့ဒါကုန်ကျန်းစင်းလုံးတွေရဆက်ရှင်းတာ8%ပါဆန်လောက်တက်သွားဘူး။အပြောချင်တာအီရန်ဘက်ကဒါဘလောက်ထိအစ္စရေးတိုက်ခိုက်မှုကိုခုခံမယ်ပြင်ဘလို့ပြန်တိုက်လာမလဲပေါ့။အော်ဒီချက်တွေကိုစောင့်ကြည့်ရမှာဖြစ်ပြီးတော့အီရန်ဘက်ကဒါသူတို့ပြောထားတဲ့အတိုင်းပဲ ဒေါတာကြီးခပြင်းပြင်းတုတ်ပြန်လာခဲ့မယ်ဆိုရင်ဒီအခြေအနေကြီးပေါ့အခုလက်ရှိဖြစ်သွားဒီနှစ်နိုင်ငံဒါဒီတတိယကမ္ဘာစစ်ကိုဒါအစပြိုးလာနိုင်တဲ့အခြေအနေထိဖြစ်သွားနိုင်တယ်။ပြီးရင်ဒါအခုဖြစ်နေတဲ့စစ်ပွဲဆိုကဒါနောက်ရနောက်ရဒီမှာဒါထပ်ပြီးပို့ပြီးတော့ပဲကြီးထွားလာနိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာ။အားလုံးကိုကျေးဇူးတင်ပါတယ်။